ပြည်ပရောက်မြန်မာကျောင်းသူကျောင်းသားတွေအဆင်ပြေအောင်ဈေးလျှော့ပေးတဲ့ကချင်စားသောဆိုင်ကိုထိုင်းနိုင်ငံမှာဖွင့်ထားတဲ့အွန်လိုင်းအဆန်ရဲ့ဖာကင်ပရိသတ်များအားလုံးမင်္ဂလာပါရှင်ဆယ်လင်းဆိုင်တာ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပရိသတ်ကြီးတောင်းကောင်းဖာကင်ဆိုတဲ့စကားကတကယ်ကိုမှန်ကန်ကြောင်းသတိပြနေတဲ့ဂျင်းနူးစရာကောင်းတဲ့သတင်းတစ်ပုဒ်ကိုဒီနေ့ပြန်လည်မျှဝေပေးခြင်းပါတယ် တချင်ကကမ္ဘာလယ်မှာမြန်မာအလံကိုလွှင့်ထူပြီးတော့မြန်မာနိုင်ငံအတွက်ကုန်ဆောင်ပေးခဲ့တဲ့ MMA ကမ္ဘာချန်ပီယံအောင်လအဆန်းကိုတော့အလုံးမဲမှတ်မိကြမှာပါအခုတခါမှာတော့သူရဲ့ဖခင်ဖြစ်သူဦးအန်ဆန်းတူအောင်ကတားဖြစ်သူရဲ့နောက်ခွေကနေပြီးတော့တိုင်းပြည်နဲ့ပြည်ပရောက်မြန်မာတွေအတွက်ဂုဏ်ယူစရာကောင်းတဲ့လှုပ်ရက်တစ်ခုကိုတိတ်တဆိတ်လှုပ်ဆောင်နေပါတယ်ဒါကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာပြည်ပရောက်မြန်မာចောင်းသားလေးတွေအလုံသမားတွေအတွက်အိမ်နဲ့တူတဲ့နှွေးထွေးမှုကိုပေးစွမ်းနိုင်ပြီးတော့ကချင်ရိုးရအစားအသောက်တွေကိုကမ္ဘာကတည်အောင်ချပြနေတဲ့စားသောက်ဆိုင် ်လေးတစ်ဆိုင်ကိုဖွင့်လှစ်ထားတာပဲဖြစ်ပါတယ်။ online ဆက်ဟာမြန်မာနိုင်ငံသားတွေအတွက်တော့အားကစားသမားတယောက်ထပ်ပို့ခဲ့ပါတယ်။သူကကမ္ဘာချန်ပီယံကပန်းတစ်ခုကိုသိမ်းပိုက်ခဲ့တဲ့အချိန်မှာဆိုရင်တနိုင်ငံလုံးကလူတွေဟာလူမျိုးဘာသာမခွဲခြားပဲနဲ့တစိတ်တဝန်းနေတဲ့သူကိုအားပေးခဲ့ကြတာပါ။ online ဆက်ကအားကစားခဏီတစိမြန်မာကုံကိုဆောင်ခဲ့တဲ့လို့သူရဲ့ဖခင်ဖြစ်သူဦးဟန်စန်တူအောင်ကလည်းအစားအစာရင်ကျေးမှုကနေတစိမြန်မာပြည်နဲ့ပြည်ပရောက်မြန်မာလူမျိုးတွေကိုအကျိုးပြုနေပြန်ပါတယ်။ ဦးအောင်စံတူအောင်ဟာထိုင်းနိုင်ငံဘန်ကောက်မြို့မှာ TA ကချင်ရိုးရာစားသောက်ဆိုင်ဆိုတဲ့ဆိုင်လေးတစ်ဆိုင်ကိုဖွင့်လှစ်ထားပါတယ်။ဒီဆိုင်လေးကိုဖွင့်လှစ်ရတဲ့သူ့ရဲ့ရည်ရွယ်ချက်တွေကအရန်ကိုမော်မြက်ပါတယ်။ပထမဦးဆုံးကတော့ចောင်းသူတွေနဲ့အလုံးလောက်ကိုင်းနေရတဲ့မြန်မာနိုင်ငံသားတွေအတွက်ပေါ့။တိုင်းတစ်ပါးမှာနေထိုင်ရတဲ့အခါမှာအင်ကိုလွမ်းဆွတ်တယ်လို့မိခင်ရဲ့လက်ရလို့အစားအသောက်မျိုးကိုလည်းတန်းတားကြရပါတယ်။ဒီခံစားချက်ကိုနားလည်တဲ့ဦးအောင်စံတူအောင်ကသူ့ရဲ့ဆိုင်လေးကိုမြန်မာတွေအတွက်စုစည်းရနေရာလေးတစ်ခု၊အင်းရဲ့အရသာကိုပြန်လည်ခံစားနိုင်မယ့်နေရာလေးတစ်ခုဖြစ်စေခြင်း င်ခဲ့ပါတယ်။ဒါကြောင့်မလို့ចောင်းသားတွေအတွက်အထူးအစီအစဉ်လေးနဲ့ចောင်းသားကပြနိုင်ရုံနဲ့တစ်ဆရာခိုင်နှုန်းဈေးလျှော်ပေးတဲ့အစီအစဉ်ကိုထည့်သွင်းပေးထားတာပါ။ဒါဟာငွေရေးကြေးအရာအစဉ်ပြည်စီဖို့တာမကောင်ပညာသင်ကြားနေတဲ့မျိုးဆက်သစ်တွေကိုအားပေးတဲ့သဘောလည်းသက်ရောက်ပါတယ်။ဒုတိယရည်ရွယ်ချက်ကတော့ကချင်ရိုးရံအစားအစာတွေကိုကမ္ဘာကသိစေဖို့ပါ။အထူးသဖြင့်အရသာရှိတဲ့ကိုယ့်ရဲ့တိုင်းရင်းသားအစားအစာကိုနိုင်ငံတကာကမြေဆန်းခွင့်ရစေခြင်းနဲ့စိတ်နဲ့ဒီဇိုင်းကိုဖွင့်လှစ်ခဲ့ရပါဗျ။ ဒီဆိုင်ကိုဖွင့်ဖို့အတွက်အကြံရခဲ့ပုံကလည်းစိတ်ဝင်စားစရာကောင်းပါတယ်။အောင်လာရဲ့အမေရိကန်ကမိတ်ဆွေတွေကိုကချင်ဟင်းတွေချက်ကျွင်းနဲ့သူတို့ကအရန်ကိုနှစ်သက်ကြရတာကနေဒါဆိုရင်ငါရဲ့ကချင်အစားအစာတွေကိုလူတိုင်းစားနိုင်အောင်ဆိုင်ဖွင့်ရင်ကောင်းမယ်ဆိုတဲ့အတွေ့လေးနဲ့ရခဲ့တာဖြစ်တယ်လို့သူကပြန်လည်ပြောပြထားပါတယ်။နောက်ဆုံးတစ်ချက်ကတော့ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေအတွက်အလုတ်ကင်အခွင့်အလမ်းဖန်တီးပေးဖို့ပါပဲ။ သူရဲ့ဆိုင်လေးကနေတဆင့်မြန်မာနိုင်ငံသားတို့အတွက်အလောက်ကံရရှိစေပြီးတော့သူတို့ရဲ့ဘဝရည်တည်မှုတွေတစ်ဖက်တစ်လမ်းကနေကူညီပေးခြင်းနဲ့စေတနာလေးပါဝင်ပါတယ်။ဥဝန်စံတူအောင်ကတော့သူရဲ့ဆိုင်မှာရောင်းချတဲ့ကချင်ဟင်းလျာတွေကိုလူမျိုးဘာသာဝင်ရေးစားသုံးနိုင်မှုအတွက်အထူးဂရုစိုက်ထားတယ်လို့ဆိုပါတယ်။ဟင်းလျာတွေကိုစီတုံးနေပြီးတော့ကျဲမိုင်နဲ့ညီညွတ်အောင်ချက်ပြုတ်ပြင်ဆင်ထားတာကြောင့်ဘယ်သူမှစိတ်ချလက်ချလာရောက်သုံးဆောင်နိုင်မှာဖြစ်ပါတယ်။ တားဖြစ်သူကကမ္ဘာလယ်မှာနိုင်ငံကုန်ကိုဆောင်ခဲ့တယ်လို့ဖခင်ဖြစ်သူကလည်းအတိုင်းတစ်ပါးမှာရှိတဲ့ကိုယ့်ရဲ့နိုင်ငံသားတွေပေါ်မှာစေတနာထားပြီးတော့ရင်ကျေးမှုကိုမြှင့်တင်ပေးနေရင်ဒီမိသားစုရဲ့လုပ်ရက်တွေကတကယ့်ကိုချီးကျူးစရာကောင်းပါတယ်ပရိသတ်ကြီးတို့အနေနဲ့ရောဒီလိုမျိုးမုံမြတ်တဲ့စေတနာနဲ့မြမကျောင်းသားတွေအလုသမားတွေအတွက်စားတောက်ဆိုင်ဖွင့်လှစ်ထားတဲ့အောင်လာရဲဖခင်ဦးဝံစံတူအောင်ပေါ်မှာဘယ်လိုမြင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်နော်ကြီးစုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်